မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေဇူလိုင်လ2ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လေးပြင်းနဲ့ဘင်္ဂလားပင်လေးတို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေထိခမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာကွက်ကြားမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိတ်ချုံရပြီး ၊မကူတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ရီမူကြီးနိုင်ပါတယ်။ရွှေရံနှုန်းပြည်ဖြစ်ပါတယ်။မိုးတိမ်ထောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်မိုးထိန်နှောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးထိန်နှောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထိပ်ချုံခြင်းမိုးကျိုးပြစ်ခြင်းလက်စည်းလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါသည်မြမပင်လေပင်နှင့်မြဝကျွန်းပေါ်ရခိုင်ကမ်းရံတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပင်တို့တွင်ရှမ်ဖန်ရံကမူတက်လေပင်များကြာရောက်ပြီးလိုင်းကြည့်ပါမည်။ ဝတ်သက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်လင်35မိုင်ထိတက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြဝကျွန်းပေါ်ရခိုင်ကမ်းရန်းတလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်17ပြီမှ73ပြီကန့်ရှိနေပါတယ်။ဟုတ်တမကွေမွန်တနင်္လာရီကမ်းရန်းတလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြောက်ပြီးလိုင်းတင်တင်မှလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိုင်လ25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါတယ်။ လိုင်းမြန်မာမုတ်တမကွေမွန်တနင်္လာရီကင်မရာတချောင်းနဲ့ဂန်လွန်ပင်နေပြီလို့တွင်ခုနှစ်ပြီမှ9ပြီကန်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့မုတ်တုံလီအားကောင်းနေပါမယ်။နေပြီးတော့ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရပါမယ်။ရွှေရံလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွှေရံလုံးပြည့်ဖြစ်ပါတယ်ရှင်။